ဘယ်ဒီဘာရဲ့အန်နာဆန်ရဲ့ဒီဝါတန်၃ယောက်ထဲကနေပြီးတော့ဘလူးကိုယူနိုက်တက်ကိုရောက်စေခြင်းနဲ့ဘလူးခေါ်စေခြင်းလဲโอเคအားလုံးပဲမင်္ဂလာပါ Go Back Sweden ရဲ့ Facebook TikTok နဲ့ YouTube Channel ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ပွဲစဉ်မှာ Northern Foreign နဲ့ပွဲစဉ်မှာ Spa နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်ယူနိုက်တက်အနေနဲ့ဒီတည်ကြခဲ့တယ်အဲ့ဒီတည်ကြတဲ့ပွဲစဉ်မှာဘာကြောင့်တည်ကြလဲဆိုတာကိုကျွန်တော်တို့အဖြေထုတ်လိုက်မယ်ဆိုလို့ရှိရင်အဲဒီကွင်းလက်ခံစစ်ပေါ့နော်အဓိကကွင်းလက်ခံစစ်ဖြစ်တဲ့ဒီ Casemiro ထွက်သွားတဲ့အချိန်မှာဆိုလို့ရှိရင် ဒီလူစားဝင်လာတဲ့ဒီ Ugadi က customer လိုမျိုး workless အအဆင်မရှိတာရယ်ပြီးလို့ရှိရင် customer လို vision မရှိတဲ့ပုံစံမျိုးကြောင့်ဒီကွင်းလယ်မှာအဆင်မပြေဖြစ်နေတာရှိရယ်ပေါ့နော်ဆိုတော့ဒီ Ugadi နေရာမှာကျွန်တော်တို့နေနောက်ထပ်ထပ်ပြီးတော့ကစားသမားအစ်စ်ကိုခေါ်ဖို့အတွက်ကျွန်တော်စဉ်းစားထားတဲ့၃ယောက်ရှိတယ်အဲ့ဒါလည်းလက်ရှိမှာဆိုလို့ရှိရင်ဒီ United နဲ့နာမည်ထွက်ခဲ့ပြီးတော့ကစားသမားလည်းပါတယ်လို့အဲနာမည်ထွက်နေတဲ့ကစားသမားကြီးလည်းရှိရယ်ပေါ့နော်ဆိုတော့ ဒီကျွန်တော်ရွေးထားတော့ဒီ Crystal Palace ကဒီ Watford ရှိမယ် Northern Forest ပေါ့ဒီကျွန်တော်တို့ဒီ United နဲ့တည်ကြတဲ့ပွဲစဉ်မှာခြေစွမ်းပြခဲ့တဲ့ Northern Forest ကဒီ Anderson ရှိမယ်ပေါ့နော်ပြီးလို့ရှိရင် Brighton ကနေပြီးတော့ဒီခေါ်မဲ့ဒီ Believer ရှိတယ်ဆိုတော့ဒီ Believer ကောအဲ Anderson ကတော့ United နဲ့တရင်ထွက်ခဲ့ဘူးတယ်အဲဒါမဲ့ဘာမှတော့ဆက်ဖြစ်မလာဘူးပေါ့နော်ဒါမဲ့ဒီလက်ရှိဇန်နဝါရီအပြောင်းအရွှေ့မှာတော့ကျွန်တော်တို့အခေါ်တင်ဆုံးကစားသမားနှစ်ယောက်လည်းဖြစ်တယ်ပေါ့နော်နောက်တစ်ခုက Warden ဝါတန်လည်းမစိုးဘောနော်ဆိုတော့ဝါတန်နဲ့ဒီအနဆန်ကတော့ကျွန်တော်တို့ဒီအင်္ဂလန်သားတွေပဲပြီးတော့ပရီးမီးယားလိနဲ့လည်းအတွေ့အကြုံရှိပြီးသားကစားသမားတွေပြီးတော့ဘယ်လီဘာဆိုလို့ရှိရင်လည်းဒီဘရိုက်တန်နဲ့ပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင်အကောင်းဆုံးခြေစွမ်းနေပြပြီးတော့အဲသူကွင်းလန်မှာတော်တော်လေးကောင်းခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လက်ရှိအဲကက်စမဲရိုရဲ့ကစားနေတဲ့ကစားပုံကိုကျွန်တော်တို့အရင်ပြန်သွားကြည့်မယ်ဆိုလို့ရှိရင်ကက်စမဲရိုက ဒီသူ real မှာစောခဲ့တဲ့ပုံစံတိုင်းမဟုတ်တော့ဘူးဗျာ real မှာဆိုလို့ရှိရင်သူကဘေးမှာဆရာကြီးနှစ်ပါးဖြစ်တဲ့ဒီ Tony Cruz နဲ့ Modric ရှိရဖြစ်တဲ့သူအနေနဲ့ defense တန်းလိုက်စောတယ်ဟိုဘက်ကတိုက်စစ်ကိုလိုက်ဖြတ်တယ်ပေါ့နော်လူမျိုးစော့ပြီးတဲ့အချိန်မှာသူကအဲတိုက်စစ်လမ်းကြောင်းပြတ်သွားပြီပလေစင်ပြတ်သွားပြီဆိုလို့ရှိရင်သူ့တော်ကလုပ်ငန်းစဉ်ကပြီးသွားပြီအဲသူ့စီမှာဘောလုံးရောက်သွားပြီဆိုလို့ရှိရင်ဘေးကစိုင်းနှစ်ပါးကိုဖျက် ပို့ပေးမယ်။သူတို့တိုနီခရုနဲ့ဒီမိုရစ်ကနေပြလမ်းကြောင်းပြန်ထည့်တယ်။အဲဒီလိုပုံစံမျိုးနဲ့သွားရတာပေါ့နော်။အဲအခုကကြတော့သူကအဲ့လိုမဟုတ်ဘူး။ဘရူနိုပါသူကအဲနီလန်တစ်ခုနဲ့ပြန်ကူနေရတော့ဥမာခန်းစစ်ဟိုလိုက်ပြီးကူတယ်ပြီးလို့ရှိရင်တိုက်စစ်မှာလည်းဘရူနိုကစားရတာပို့ပြီးတော့ချောင်းအောင်လို့မလို့သူ့အနေနဲ့လိုက်ပြီးတော့အဲကူပေးရတယ်သူချောက်တဲ့ဘောလုံးရောက်သွားပြီဆိုလို့ရှိရင်လည်းသူဘေးကိုလိုက်ပြီးပြန်ဖြန့်ပြရတဲ့အလုပ်တွေပါလုပ်နေရတာပေါ့နော်။အဲဒီလိုပုံစံမျိုးစော်တာ။ဆိုတော့ကက်စမဲရူနဲ့ ပုံစံတူအနည်းဆက်ဆုံးဆွဲထုတ်ပြပါဆိုလို့ရှိရင်ကျွန်တော်အနေနဲ့အနာဆန်ကိုဆွဲထုတ်ပြခြင်းနဲ့အနာဆန်လည်းအခု Northern Forest မှာ DMF အနေနဲ့စော့နေတယ်ဆိုပေမဲ့အဲသူ့အနေနဲ့ဆိုလို့ရှိရင်ဒီအဝါမှာ DMF တည်တဲ့နဲ့မဟုတ်ဘဲနဲ့ဆောနာလို CMF ပုံစံမျိုးပါသူ့အနေနဲ့ထပ်ပြီးစော့နေတာကိုလည်းတွေ့ရတယ်ဆိုတော့ Customer နဲ့အနည်းဆက်ဆုံးတော့အနာဆန်ပဲဒါပေမဲ့ခန်းစစ်တည်တဲ့ဟိုပဲကြိုက်တယ်ဆိုလို့ရှိရင်တော့ Believer နဲ့ Warden ကတော့အဲပို့ပြီးတော့ခန်းစစ်ကိုပို့ပြီးအားပေးရပါတော့အဲဒါပေမဲ့ United လိုအပ်နေလက်ရှိကစားသမားကတော့ ဒီခန်းဆက်တည်တဲ့ဆိုဥကာလေးလည်းရှိနေရဖြစ်တဲ့အတွက်ခုံမယ်ဆိုလို့ရှိရင်တော့ဒီအနဆန်ကိုတော့ပို့ပြီးတော့ကျွန်တော်တို့ခေါ်တဲ့နယ်လို့ထင်တယ်အဲပြီးတော့သူတို့ရဲ့အသွောင်းအောင်လုံးကလည်းလက်ရှိမှာဆိုတော့အသက်တွေကဒီဘယ်လီဘာကိုဟိုဒီဟာတန်ကောက20နှစ်လားမသိဘူး23နှစ်တယောက်ပဲပါတယ်ဆိုတော့အကုန်လုံးလည်းအသက်ငယ်ငယ်လေးနေပြီးလို့ရှိရင်ဒီခြေစွမ်းပြနေတဲ့အဲအသင်းတွေမှာပဲစော့နေကြတဲ့ကစားသမားတွေဆိုတော့အဲတီချာတော့ပြောင်းရွှေ့ကြရတော့အနေငယ်နဲ့ရမှာတော့မဟုတ်ဘူးဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်အသင်းအတွက်ကျွန်တော်တို့ အထောက်အကူပြုမယ်အကူအညီရမယ်လက်ရှိကွင်းလယ်မှာအကျိုးပြုနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နေတေချာပေါ်ခေါ်တင်တယ်နောက်တစ်ခုကအခုလက်ရှိဆိုလို့ရှိရင်တိုက်စစ်မှုမှာဆိုလို့ရှိရင် Sasco လို့ပုံစံမျိုးဗျာဒီ Bundesliga ကနေပြောင်းလာတယ်ဒါပေမဲ့ Bundesliga Blaze Style နဲ့အသားမကျဖြစ်တဲ့အခုလက်ရှိ We 11ရောက်တဲ့တိုင် Sasco နေနဲ့ United နဲ့တိတ်ပြီးအသားမကျတာကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ကအများကြီးသွားပြီးတော့အခြား League ကောင်တွေသွားပြီးမျှော်လင့်လို့မရဥမာအနည်းဆုံးသွားကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်ထပ်ဒီ Florian West တို့ရှိရယ်ဗျာဒီ လီဗာပူးမှာဆိုလို့ရှိရင်သူ့အနေနဲ့ဟိုဘက်ကပြောင်းလာပြီဒီမှာသူ့အနေနဲ့အဲ့လောက်ကြီးခြေစွမ်းပြနိုင်နေဘူးဒီကျွန်တော်တို့ဒီပရီးမီးယားလိဂ်ကကစားသမားကိုပဲပြန်ခေါ်ရဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပို့ပြီးတော့မြန်မြန်ဆန်ဆန်နဲ့အသင်းနဲ့အထိုင်ကြမယ်ပရီးမီးယားလိဂ်ကစားပုံကိုလည်းသူ့အနေနဲ့ရင်းနေပြီးသားအကျွမ်းတော်ရှိပြီးသားဖြစ်တယ်ဒါကြီးကျွန်တော်တို့အချိန်ဆောင်ပေးစရာမလိုဘူးပေါ့နော်ကျွန်တော်အနေနဲ့ကွင်းလယ်ကိုဖြည့်ရှင်းမယ်ဆိုလို့ရှိရင်တော့ဒီကစားသမား၃ယောက်ထဲကအဲ၂ယောက်တောင်မှလို့ရှိရင်အနည်းဆုံး၁ယောက်ကိုတော့ခေါ်စီခြင်းနဲ့ပေါ့နော်အဲဒီအနာဆန်နဲ့ဒီဘယ်လီဘာကတော့ဒီ တင်းတော့ထွက်ထားပြီးသားဒါပေမဲ့အဲ့လောက်ကြီးတော့ဟိုတိတ်ပြီးနီးဆက်တဲ့တင်းတွေတော့မဟုတ်ခဲ့ဘူးပေါ့နော်အဲပြီးတော့ဒီတေချာပေါက်သူတို့ခေါ်မကိုဖြစ်မှာပေါ့နော်ဘာလို့ဆိုတော့ customer တို့ထွက်တာဒီ Northern Forest ကိုဒီလက်ရှိအနည်းဆုံးစပားဖို့ကြည့်မယ်ဆိုလို့ရှိရင်ဗျာဥကာဒေးပြန်ဥကာဒေးဝင်လာတယ် customer တို့ထွက်သွားပြီးရနောက်ပိုင်းမှာကျွန်တော်ကွင်းလေရကစားမှာနော်ဖောင်ပြတ်သွားပြီးတော့အဲ့ကနေစပြီးလမ်းကြောင်းတွေပေးရတယ် အဲပြီးတော့ကျွန်တော်ခြေပါခွေးစတိုက်ပြီးခဲ့ရတယ်ဗျာအဲဆိုတော့တေချာပေါက်ဒီကွင်းနယ်လက်ရှိဖြစ်ပျက်နေတဲ့အားနှစ်ချက်ကိုတော့ကျွန်တော်တေချာပေါက်မြန်မြန်ဆန်ဆန်ပြင်ဆင်မှအဆင်ပြေမှာလက်ရှိနှိစက်အဆုံး transfer window ကလည်းဇန်နဝါရီပဲရှိရဆိုတော့ကျွန်တော်ဇန်နဝါရီထိတော့စောင့်မလို့ရတယ်ဒါပေမဲ့ဒီဇိုင်းမှာအသင်းပုံဖွဲ့ window စာချင်တို့အဲတေချာဒီဟိုဘက်က ဲတခြား share ရှင်တွေရောပေါ့နော်အဲအကုန်လုံးတေချာပေါ့ဒီကစားသမားအမော်ရင်လိုချင်တဲ့ကစားသမားကိုခေါ်ပေးနိုင်မယ်အမော်ရင်လည်းသောင်းတာကျွန်တော်ပြောတဲ့၃ယောက်ထဲကတယောက်ကိုကြိုက်တယ်ခေါ်ခြင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ welcome ပို့ဖြစ်တယ်ပေါ့နော်ပို့ပြောလဲပျော်မိပါဘူးဘာလို့ဆိုတော့အတင်းအတွက်ဒီသူတို့၃ယောက်ကတေချာပေါ့အကျိုးပြုနိုင်မယ်ပြီးတော့အသက်ငယ်ငယ်နဲ့ခြေစွမ်းပြနေကစားသမားဖြစ်တဲ့ကျွန်တော် United နဲ့လည်းနှစ်ပေါင်းများစွာအဲလင်းငါး၆နှစ်ကတော့ ACC လှည့်ကြည့်စရာမလိုတော့ဘူးပေါ့ဗျ DMF နေရအဲ့ဒါကြောင့်မလို့ဟိုဒီ၃ယောက်ကိုလည်းကျွန်တော်လည်းခေါ်သေးခြင်းနဲ့ပေါ့နော် ဆိုတော့ညီကိုတော့ဘယ်ဒီပါရဲ့အန်နာဆန်ရဲ့ဒီဝါတန်၃ယောက်ထဲကနေပြီးတော့ဘလူးကို United ကိုရောက်စေခြင်းနဲ့ဘလူးကိုခေါ်စေခြင်းလဲဆိုတာကို comment မှာမှတ်ပေးခဲ့ကြအောင်အားလုံးကျေးဇူးတင်ပါတယ်